င်္ဂလာပါရှင်။တနင်္လာရီသတင်းစီစဉ်ကနေကြိုဆိုလိုက်ပါရစေ။ဒီစီစဉ်ကို Double Watch အဖွဲ့သားတွေကစီစဉ်တင်ဆက်ထားတာပါ။ဒီကနေ့တင်ဆက်ပေးမယ့်သတင်းတွေကတော့စစ်ကောင်စီတပ်ကားလမ်းဖြတ်ထားလို့တကူဒေသထွက်ရာသီပေါ်တိနံတွေတင်ပို့ခွင့်မရဖြစ်နေတဲ့အခြေအနေ။ပျောက်ဆုံးနေတဲ့မြေကအသက်9နှစ်အရွယ်မင်းကလေးနဲ့တူပြန်မတွေ့သေးတဲ့အကြောင်းစစ်အာဏာသိမ်းပြီးနောက်ပိုင်းကွန်နုံစင်းလုံး6ဆအထိမြင့်တက်သွားတဲ့အကြောင်းစစ်ကောင်စီဒရုန်းတိုက်ခိုက်မှုကြောင့်ရဲဘော်2ဦးသေဆုံးတဲ့တဲ့ ဒဝယ်ဒေသခံကလေးအများစုပညာသင်ယူနေတဲ့ထိုင်းနိုင်ငံဖူခတ်မြို့ကစာသင်ကျောင်းရန်နာခံလိုက်ရတဲ့အခြေအနေဆရတဲ့တည်င်းတွေကိုနားဆင်ရမှာပါရှင်။စစ်ကောင်စီတပ်ကလန်းဖြတ်ထားလို့တကူဒေသထွက်ရသည့်ပေါ်တီးနှံတွေတင်ပို့ခွင့်မရပဲဖြစ်နေကြပါဗယ်။တနင်္သာရီမြို့နယ်ကနေမြင်းမြို့ကိုသွားတဲ့လမ်းပိုင်းတနေရာဖြစ်တဲ့ဇဝဲကြီးရွာလမ်းကိုစစ်ကောင်စီတပ်ကမြေတိုးဆက်တွေနဲ့ဖျက်ဆီးပြီးလမ်းဖြတ်တောက်ထားပါဗယ်။ တည်င်းအပြည့်စုံကိုတော့ဒဝဲဝရှဝိုင်းတော်သားတအူးကပြောပြပေးသွားမှာပါရှင်။စစ်ကုံစီတက်ကကလန်းတွေဖျက်ထားလို့ဒကူဒေတာထွက်ရာသီပေါ်တိနှံတွေတင်ပို့ခွင့်မရဘဲဖြစ်နေပါတယ်။တရင်တိုင်းမြို့နယ်ကနေမြို့မြို့ကိုသွားတဲ့လမ်းပိုက်တနေရာဖြစ်တဲ့ဇဝဲကျွရလမ်းကိုစစ်ကောင်စီတပ်ကမြေတူးဆက်တွေနဲ့ဖြစ်စီပြီးလမ်းဖြတ်တောက်ထားပါတယ်။ ကလန်းကိုဖြစ်စီပြီးဖြတ်တန်းခွင့်ပိတ်ထားလို့တရင်သာရီမြို့နယ်တကူကျေးရွာအုပ်စုထွက် ရာသီပေါ်တိနံတွေမြေမြို့ကိုတင်ပို့ခွင့်မရဘဲဖြစ်နေပါတယ်။တကူကျေးရွာအုပ်စုကအေထောင်စု800လောက်ဟာခရံသီအစိမ်းစားဥပြောင်းဖူးငရုတ်သီစတဲ့ရာသီပေါ်တိနံတွေကိုစိုက်ပျိုးပြီးမြေမြို့ကိုတင်ပို့ရောင်းချအသက်မွေးကြတာပါ။ ဲ့ဒီလိုမျိုးလမ်းကိုဖြည့်ဆည်းပြီးဖြတ်တောက်ထားတာဟာနှစ်လလောက်ရှိနေပါပြီဒေသခံတွေဟာသူတို့သီးနှံတွေကိုဒေသထဲမှာပဲရတဲ့ဈေးနဲ့ရောင်းချစားတော့နေရတယ်လို့ပုံနဲ့သီးနှံတွေကိုတော့လွှဲပေးနေကြရပါတယ်မနေ့ကကြာ3000လောက်ရတဲ့ခရီးသည်တတွက်ဟာလက်ရှိမှာတော့1000ကျပ်လောက်ပဲရတော့တာပါအလားတူစိစောင်းအုပ်တပိတ်တော်ကိုမနစ်ကကြ4000လောက်ရပြီမဲ့ဒီနှစ်မှာတော့2500ကျပ်ပဲကျန်ပါတယ်အခြားသီးနှံတွေလည်းအလားတူဈေးတွေထိုးကျနေတာပါ တပတ်ကဆန်စီစည်းတွေကတော့ဆက်တိုက်မြင့်တက်နေလို့ဒေသခံရာသီပေါ်သီးနှံသမားတွေစားဝတ်နေရေးအခက်အခဲတွေနဲ့ရင်ဆိုင်နေကြရပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ကတော့မြင်းမြို့မှာပျောက်နေတဲ့အသက်9နှစ်အရွယ်မင်းကလေးငယ်တဦးကိုပျောက်ဆုံးသွားပြီး၄ရက်အကြာဖြစ်တဲ့မလ18ရက်နေ့အထိပြန်မတွေ့သေးဘူးလို့မိသားစုနဲ့နေဆက်သူတွေစီကသိရပါဗျ။ မြိတ်မြို့မြိတ်တောင်အုပ်စုတရုတ်တန်းရက်အေးမြဖြူစင်လမ်းမှာနေတဲ့အသက်9နှစ်အရွယ်မတ်တီတီဝင်းဟာမလ14ရက်နေ့ကပျောက်သွားခဲ့တာပါ။အဲ့ဒီနေ့မနေ့ပိုင်းကရက်ကွက်ထဲမတ်တီတီဝင်းနဲ့တခြားကလေးငယ်တွေကစားနေချိန်ဘုံကြီးတစ်ပါးကလာရောက်ခေါ်ဆောင်သွားတာလို့ဆိုပါတယ်။မင်းကလေးငယ်ကိုခေါ်သွားတာလို့သိရတဲ့အချိန်မှာမိဘကအဲ့ဒီဖုန်းကြီးစီဖုန်းဆက်ပြီးကလေးကိုပြန်ပို့ပေးဖို့ပြောခဲ့ပေမဲ့ဖုန်းဆက်ပေးလိုက်တယ်လို့မိသားစုနဲ့အနီးဆက်သူကပြောပါရယ် ဲ့ဒီဖုန်ကြီးဟာတရုတ်တန်းရက်မှာရှိတဲ့ဖုန်ကြီးเจ้าတွေမှာမကြခဏလာတဲလေးရှိပြီးကလေးတွေနဲ့ယင်းနှီးเจ้าဝင်နေထိုင်လေးရှိတယ်လို့ဆိုပါတယ်။အဲ့ဒီဖုန်ကြီးကမိကလေးငယ်ကိုခေါ်ပြီးလိုင်းကားနဲ့ပလောငားမိုင်ဖက်ကိုဆက်ထွက်သွားတယ်လို့ကူရှာပေးနေတဲ့သူတချို့ကပြောပါတယ်။မိကလေးငယ်ကိုခေါ်သွားတဲ့ဖုန်ကြီးဟာပလောဒေတာတဝိုက်မှာအလှခံထွက်လေးရှိတယ်လို့ဒေတာခန့်တချို့စီကသိရပါတယ်ရှင်။ နောက်ထပ်သတင်းတပုတ်အနေနဲ့ကတော့စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာကွန်တောင်းစင်းလုံး6ဆအထိမြင့်တက်သွားတဲ့အပြင်တိုက်ပွဲပြင်းထန်တဲ့ဒေသတချို့မှာဆိုလို့ရှိရင်အလွတ်တကူကွန်တောင်းဝယ်မရတဲ့ပြဿနာတွေကြုံနေကြရပါတယ်။သတင်းအပြည့်အစုံကိုတော့ဒဝဲဝက်ရိုင်းတော်သားတအူကပြောပြပေးသွားမှာပါရှင်။စစ်အာဏာသိမ်းပြီးနောက်ပိုင်းကွန်တောင်းစင်းလုံး6ဆအထိမြင့်တက်သွားပါတယ်။စီပေါ်ပြီးတိုးဆွဲသူများတဲ့ကွန်တောင်းတို့ကပါအဖို့တစေကွန်တောင်းတပူဟာ အနာမသိမီက150ကျပ်ဝန်းကျင်သာရှိပေမယ့်လက်ရှိမှာတော့1500ကျပ်အထိမြင့်တက်လာခဲ့ပါတယ်။အခြားအမှန်တစေလေအလားတူဈေးမြင့်တက်နေပြီးတပူဆိုရင်ကျပ်1000ဝန်းကျင်အထိမြင့်တက်နေပါတယ်။ကျပ်ငွေတန်ဖိုးကျစင်တာ၊ကြိုက်ပွဲနဲ့ပြိပခါတွေကြောင့်တည်ပိုးဆောင်ရခက်ခဲတာအထွေထွေ ကိုစင်တို့မြင့်တက်သွားတာစတဲ့အကြောင်းရင်းတွေကြောင့်ကွန်ဒိုစီလက်တက်လာတာဖြစ်နေလို့ဈေးဆိုင်ပိုင်ရှင်တွေကပြောဆိုကြပါတယ်။ ကွန်ဒိုစီတေတာတာဆေချာဂျမ်မာကြီးအပါဝင် လင်္ကာနေတစင်90တတဲ HIP လိုမျိုးရှော့ကာတွေနဲ့ပတ်သက်ပြီး အနေအများဆိုးကျိုးတွေရှိလာနိုင်တယ်လို့စီရီယန်ဆရာဝန်တဦးကမှန်းချက်ပြုပါတယ်တိုက်ပွဲပြင်းထန်တဲ့ဒေသအချို့မှာတော့အလွယ်တကူကွန်ဒိုဝယ်မရတဲ့ပြဿနာတွေလည်းရှိနေပါတယ် နောက်ထပ်သတင်းတစ်ပုဒ်ဖြစ်တဲ့မွန်နဲ့တနင်္လာရီမှာစစ်ရေးလှုပ်ရှားနေတဲ့ပြည်သူ့ကာကွယ်ရေးတပ်မတော်ဒေါနာတက်ရင်တက်ခွဲသုံးရေးပြောက်ကြားတပ်ဖွဲ့ကရဲဘော်နှုတ်ဦးဟာစစ်ကောင်စီတပ်ရဲ့ဒရုန်းတိုက်ခိုက်မှုကြောင့်သေဆုံးသွားခဲ့ပါတယ်။သတင်းအပြည့်အစုံကိုတော့ Tower Watch Rhino တို့ကပြောပြပေးသွားမှာပါရှင်။ မော်နဲ့တနေသားကြီးမှာဆက်ရေးလူရှာနေတဲ့ပြည်သူကာကွယ်ရေးတပ်မတော်ဒေါနာတက်ရင်တက်ခွဲသုံးရေးပြောက်ကြားတပ်ဖွဲ့ YGF ကရဲဘော်နူဦးဟာစက်ကောက်စီတက်ရဲ့ဒရုန်းတက်ခိုက်မှုကြောင့်သေဆုံးသွားခဲ့ပါတယ်။ရဲဘော်ဇာနီနဲ့ရဲဘော်လင်းလင်းတို့ဟာမက်လာ15ရင်းနေကရှေတန်းစစ်စင်ရင်တနေရာမှာစက်ကောက်စီရဲ့ဒရုန်းပုံတိထိမှန်ပြီးသေဆုံးခဲ့တယ်လို့တပ်ဖွဲ့ပြန်ကြားရေးတာဝန်ခံစောခဲတက်ကပြောပါတယ်။ ရဲဘော်နှူရဲ့စာပနာကိုတပ်ဖွဲ့အစီအစဉ်နဲ့မလ18ရက်နေ့ကပြုလုပ်ခဲ့တယ်လို့ YGF တပ်ဖွဲ့စီကသိရပါဗျ။တနင်္သာရီတိုင်းမှာ2024ခုနှစ်နှစ်အလယ်လောက်ကစာလို့စကောက်စီဘက်ကဒရုန်းအသုံးပြုတိုက်ခိုက်တာတွေတံပြန်လှုပ်ဆောင်လာခဲ့ပါဗျ။အဒီတက်ခိုက်မှုတွေကြောင့်ပြည်သူကာကွယ်ရေးတပ်ဖွဲ့တွေထိခိုက်ဒဏ်ရာရတာတွေရှိတယ်လို့အယက်သားထိခိုက်သေးဆုံးတာတွေလည်းရှိခဲ့ပါဗျ။ တဝဲဒေတာခံကလေးအများစုပညာသင်ယူနေတဲ့ထိုင်းနိုင်ငံဖူခတ်မြို့ကစာသင်ကျောင်းရပ်နာခံလိုက်ရပါတယ်။ထိုင်းနိုင်ငံတောင်ပိုင်းဖူခတ်ကျွန်းပေါ်ကမြန်မာကလေးငယ်300ကျော်ပညာသင်ယူနေတဲ့အကြောင်းကိုရပ်နာဖို့အတွက်ထိုင်းအနာပိုင်းတွေကညွှန်ကြားလိုက်တာပါ။တည်င်းအပြည့်အစုံကိုတော့တဝဲဝါရှိုင်းတော်သားတို့ကပြောပြပေးသွားမှာပါရှင်။တဝဲဒေသခံကလေးများစုပညာသင်ယူနေတဲ့ထိုင်းနိုင်ငံဖူခဲမြို့ကစာသင်ကျောင်းရနာခံလိုက်ရပါတယ် ခန္ဓာကံတောင်ပိုင်းဖုခက်ကျောမော်ကမြန်မာကလေးငယ်300ကျော်ပညာသင်ယူနေတဲ့ကျောင်းကိုရနာဖို့ထိုင်းအနာပိုင်တွေကညွန်ကြားလိုက်ပါတယ်။မတ်လ18ရက်ကဖုခက်အုပ်ချုပ်ရေးမှုနဲ့ဌာနဆိုင်ရာပေါင်းစုံပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာအဲ့ဒီစာသင်ကျောင်းကိုရနာထားဖို့ညွှန်ကြားထားပြီဖြစ်တယ်လို့ထိုင်းအနာပိုင်တွေကပြောဆိုခဲ့တာပါ။ဖုခဲမျိုးရဲ့ငါးဖန်းလှေတွေထဲမြမကလေးငယ်တွေရဲ့အခမဲ့စာသင်ကျောင်းကိုရုတ်တံတင်ဆက်သူတူအူကရုတ်တံမှတ်တမ်းတဲ့ ထက်သွင်းဖော်ပြခဲ့ရာကနေထိုင်းနိုင်ငံသားတွေကြောင့်ဝေဖန်မှုမြင့်တက်လာခဲ့ပါတယ်။အဲ့ဒီနောက်ဖုခဲမျိုးဌာနဆိုင်ရာပေါင်းစုကတွားရောက်စစ်ဆေးတဲ့အချိန်အဲ့ဒီကြောင့်ကိုဖုခဲမျိုးအခြေဆိုင်ဖောင်ဒေးရှင်းတခုကဖွင့်လင့်ထားတာဖြစ်ပြီးမြန်မာကလေးငယ်တွေကိုအခမဲ့ပညာသင်ကြားပေးနေတာကိုတွေ့ရှိခဲ့ပါတယ်။အဲ့ဒီကြောင့်မှာနိုင်ငံခြားသားဆရာမတွေနဲ့အတူမြန်မာဆရာမ၈ယောက်ကအသက်၅နှစ်ကနေ၁၈နှစ်အရွယ်မြန်မာကလေး၃၀၀ကျော်ကိုပညာသင်ပေးနေတာပါ။အဲ့ဒီစာသင်ကျောင်းဟာ ထိုင်းဆိုရစီမမှတ်ပုံမတင်ထားတာကြောင့်စာတင်ကြားပေးနေတာကိုရန်နာဖို့အနာပိုင်တွေကညှော်ကြားခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့ကလင်းငယ်တွေရဲ့အချားလှုပ်ရှားမှုတွေလာရောက်လှုံ့ဆော်ဖို့အတွက်တော့ကျောင်းကိုဆက်ဖွင့်ထားခွင့်ပြုထားပါတယ်။ထိုင်းသတင်းဌာနတစ်ခုဖြစ်တဲ့ Bangkok Post ရဲ့ဖော်ပြချက်အရတော့အဲ့ဒီကျောင်းမှာပညာသင်ယူနေတဲ့ကလင်းအများစုဟာဒဝဲဒေသခံတွေဖြစ်တယ်လို့ဆိုပါတယ်။အဲ့ဒီကျောင်းတည်ထောင်သူနဲ့မြန်မာနိုင်ငံသားတွေကိုစစ်ဆေးနေဆဲဖြစ်တာကြောင့် ဘယ်လိုရည်ယူမလဲဆိုတဲ့နောက်ဆက်တွဲအခြေအနေကိုတော့လက်တလောမသိရသေးကြောင်းပါခင်ဗျာအခုလိုတင်းနေတဲ့တင်းစီစဉ်ကိုနားဆင်ပေးခဲ့တဲ့အတွက်အထူးကျေးဇူးတင်ရှိပါတယ်ရှင်မြန်မာနိုင်ငံသားများကပ်ဘေးအပေါင်းကနေအများဆုံးလွတ်မြောက်ပါစေလို့ Dwell Watch အဖွဲ့သားတွေကဆုမွန်ကောင်းတောင်းအပ်ပါတယ်ရှင်